။ရွှေမြန်မာတို့ရဲ့အယူဆအမှားတွေကြောင့်အစိတ်ပြင်းမွေနဲ့အထင်မှားပြီးအသက်ခံနေရတဲ့မွေ၅မျိုးနဲ့အစိတ်ပြင်းပေမဲ့အစိတ်မရှိပါဘူးလို့သတ်မှတ်ခံထားရတဲ့မွေမျိုးစိတ်တွေအကြောင်းကိုပြောပြပေးခြင်းပါတယ်။ဒီဗီဒီယိုရဲ့အစုံမှာစင်ကောင်ဝူတော်တည်စီနိုင်တဲ့အစိတ်ရှိတယ်ဆိုပြီးလူတိုင်းထင်မှတ်ထားတဲ့အစိတ်မရှိမွေမျိုးစိတ်ကိုပြောပြပေးမှမို့အဆုံးထိကြည့်စီခြင်းပါတယ်။နံပါတ်၁ငန်းဆောင်ငန်းဆောင်မွေကတော့မြန်မာနိုင်ငံမှာအထင်အမြင်လွဲခံရသောမွေတစ်ကောင်ပါ။ သူ့နာမည်မှာငန်းလို့ပါတာနဲ့အများစုကငန်းဝိဆိုအကောင်အစိတ်ပြင်းတယ်လို့ထင်ထားကြတာပါဒါကြောင့်လဲညနေဆောင်တောင်ဆောင်ညောင်ဆောင်ဇောင်းသုံးဆောင်နဲ့ညီစေးမမိဘူးလို့မှားယွင်းပြီးတော့တတ်မချင်ခံထားရတဲ့မွေလေးဖြစ်ပါတယ်ငန်းဆောင်တွေကလဘင်းသားကနေခန္ဓာကိုယ်တဝက်အထိပါတဲ့အမဲစင်းများရှိပါတယ်အမိပိုင်းမှာတော့ဘာမှမပါပဲပြပြောင်ရှင်းရှင်းရှိနေတတ်ပါလေ။ပပင်းထောင်တက်ပြီးပပင်းကမွေးဟောင်းတွေလို့မဟုတ်ပဲဘေးတစောင်းထောင်တက်တာပါ။ဒါကြောင့်လေသူ့ရဲ့ထူးခြားပြီးရန်လိုတဲ့ပုံစံကြောင့်အစိတ်ရှိမွေလို့ထင်မှတ်ခံရမြည်အယိုက်ခံနေရတာပါ။ တကယ်လက်တွေ့မှာတော့ငန်းဆောင်မွေကအစိမ့်မရှိပါဘူးဘယ်အချိန်ဖြစ်ဖြစ်ဘယ်နေရာဖြစ်ဖြစ်အကြိုက်ခံရမှာကအစိမ့်မရှိနိုင်ပါဘူးငန်းဆောင်တွေကသူတို့ကိုအန်ဒီရပြုတယ်လို့ယူဆပါကခက်ဆစွာလေးခုခံတတ်ပါတယ်သူမနိုင်မသိတဲ့အခါတည်ငြိမ်အောင်ပါဆောင်တတ်ပါလေတယ်ငန်းဆောင်မှာအားပြိုးတဲ့အမေးရိုးတဲ့သွားသီးလေးတွေပဲပါရှိတဲ့အကောင်လေးတွေပါ ဒီအကောင်လေးတွေကိုတကမာတော့အဆိပ်မရှိဘူးလို့သတ်မှတ်ထားတဲ့အချိန်မှာမြန်မာနိုင်ငံတနိုင်ငံမဲ့အဆိပ်ရှိတယ်လို့သတ်မှတ်ထားတာက21ရာစုမှာတော့မဖြစ်သင့်တော့ပါဘူး။ဒါကြောင့်ဒီလိုအယူအဆအမားလေးတွေကိုလက်ကင်မထားကြဘူးတိုက်တွန်းချင်ပါတယ်။နံပါတ်1မွေပဒါကောမွေလက်ပတ်မွေပဒါကရင်အသားတောင်ပဲ့ကြွေကြတယ်လို့လူပြောများကြပါတယ်။ဒါကတကယ်မဟုတ်တဲ့အပြင်ဒီမွေလေးတွေကအဆိပ်မရှိဘူးဆိုတာကိုပြောပြချင်ပါတယ်။မွေပဒါတွေကကမ္ဘာအလှဆုံးမွေအဖြစ်သတ်မှတ်ခံထားရတဲ့မွေမျိုးစိတ်တွေပါ။ ငွေပြသားတွေကိုအရှိတောင်အာရှမှာအများဆုံးတွေ့ရပါတယ်မြန်မာအပါအဝင်တရုတ်ထိုင်းမလေးရှားနဲ့ဗီယက်နမ်နိုင်ငံတွေမှာအဓိကတွေ့ရတဲ့ငွေမျိုးစိတ်လေးတွေပါသူတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဖောက်အုပ်ထားတဲ့တောက်ပတဲ့အခြေခုံတွေတော့ကဘာလဆုံးငွေအဖြစ်သတ်မှတ်ခံထားရတာပါသူတို့ရဲ့ပင်ကိုအယောင်ကမိကိုအယောင်အနက်အယောင်ဒါမှမဟုတ်အညိုအယောင်ဖြစ်နေပေမဲ့မင်းအောင်ကြီးနဲ့ဓာတ်ရိုက်ထိတွေ့တဲ့အခါသူတို့ရဲ့အယောင်ဟာပုံမတော့ပါလာပြီးလုံးဝပျောင်းလဲသွားပါတယ် သူတို့ကိုရှာဖွေဖို့ကအလွန်ခက်ခဲပါတယ်သူတို့ကမြေတွင်းထဲမှာပဲနေထိုင်ကြပြီမယ်မနှက်ပိုင်းနဲ့ညနေပိုင်းမှာတော့မြေပြင်ပေါ်ကိုထွက်လာပြီးအမဲလိုက်ကအစာရှာဖွေတတ်ကြပါတယ်ကံဆူမုံမုံချတဲ့တားကောင်တွေကသူတို့ရဲ့အစာဖြစ်ခဲ့ရပါတယ်သူတို့ရဲ့အရှိက၃ပေ၄ပေလောက်ပဲရှိတာပါတတန်းကတော့ဆန်လာနှစ်ကနေနှစ်၂၀ကျော်အထိအသက်ရှင်နေကြပါတယ်ဒီလိုလှပတဲ့မွေမျိုးစိတ်တွေကိုမြင်ဘူးပါသလားဒီလိုမွေမျိုးစိတ်တွေကိုမြင်ဘူးသူတွေကတော့ထင်ကြီးစရာပါပဲနံပါတ်၃ရေမွေချား ရေမွန်ကြားတွေကတော့ညပိုင်းမှာအတွေ့များတဲ့မွေမျိုးစိတ်တွေပါသူတို့ရဲ့အယောင်ကအဝါနဲ့အမဲချားဖြစ်တဲ့ကြောင့်ငန်းတို့ကြားနဲ့ခဏခဏအထင်မှားခံနေရတဲ့ကောင်းလေးတွေပါရေမွေကြားလေးတွေကလူကိုအန္တရာယ်မဖြစ်စေတဲ့အစိပ်ပြော့တာရှိပါတယ်အစိပ်ပြော့ဆိုတာကသူတို့ရဲ့အစာတွေဖြစ်တဲ့ငါးနဲ့ဖားကလေးတွေအတွက်ပဲတက်ရောက်မှုရှိတာပါရေမွေကြားတွေကငန်းတို့ကြားနဲ့ခွဲရအရန်လွယ်ပါတယ်ငန်းတို့ကြားကအဝါနဲ့အမဲကွက်ညင်းညာလေးရှိပြီးရေမွေကြားတွေကတော့အကွက်မညီပါဘူးကောင်းမှလည်းအဝါရောင်လက်ပြပုံစံလေးပါရှိပြီးညိုနေတဲ့အယောင်လေးတွေပါ ဒါကြောင့်ဒီလိုအစိမ့်ရှိတဲ့ရင်းမွေးလေးတွေကိုဘာမှသွားမလုပ်ကြဖို့အကြံပေးချင်ပါတယ်။နံပါတ်၄၊မွေးဝန်းပလွေဒီမွေးတွေကတော့မြန်မာနိုင်ငံမှာအစိမ့်အပြင်းဆုံးဖြစ်တဲ့တန်ခွင်းစုမွေးနဲ့အမြဲမားနေကြတဲ့မွေးမျိုးအစားပါ။မြန်မာနိုင်ငံမှာမွေးဝန်းပလွေမျိုးစိတ်ပေါင်း၁၇မျိုးရှိပြီးဒီမွေးကတော့အတွေ့အများဆုံးမွေးတစ်မျိုးဖြစ်ပါတယ်။ ောင်းတဲ့လက်ပင်းသားမှာဖြူယောင်ဒါမှမဟုတ်ဝါကြက်ကြံအယောင်ရှိတဲ့အိမ်ဆောင်မွေးတွေကအန်ဒီယမဖြစ်စေတဲ့အစိပ်ပြော့ပဲရှိပါလေ။ခေါင်းနဲ့လက်ပင်းသားကဖြူယောင်သို့မဟုတ်ဝါကြက်ကြံအစင်းပုံစံအမတ်သားအမင်းရောင်အပြည့်မျက်လုံးချုံးမွေးနေတဲ့အကြီးခွန်အပြင်ကိုဘောကဖြူယောင်ဒါမှမဟုတ်အဝါရောင်အစင်းတွေကိုကြီးပြီးခွဲခြားနိုင်ပါလေ။ခန္ဓာကိုယ်ရောင်ကမိခိုးရောင်မှတန်းတဲ့အညိုးရောင်ဖြစ်ပြီးအချို့မျိုးစိတ်တွေမှာတော့အမင်းရောင်ရှိကြပါလေ။ နံပါတ်၅စင်ပြစ်မွေမြန်မာနိုင်ငံမှာတော့စင်ပြစ်မွေကရင်စင်တကောင်လုံး၃ခုနဲ့လဲကြတယ်ဆိုတာတကယ်လားဆိုတာကိုတော့ဒီဗီဒီယိုလေးထဲမှာရှင်းပြပေးပါမယ်။ စင်ပြည့်မွေတွေကကဘာပေါ်မှာရှိတဲ့အသေးဆုံးမွေမျိုးစိတ်ထဲမှာမှတစ်ခုဖြစ်ပြီးအရွယ်ရောက်ကြတဲ့မွေတကောင်ကပုံမှန်အားဖြင့်၄လမမှ၆လမလာရှိကြပါတယ်သူတို့ရဲ့ပုံပန်းတဏ္ဍာကတီကောင်တွေနဲ့အလွန်စင်တူပါတယ်အမင်းရောင်မီးခိုးရောင်ခင်းရောင်တန်းတဲ့အရောင်များရှိပြီးအလွန်ချုံးမွေးတောက်ပါတဲ့အကျဉ်းကုန်များရှိပါတယ်ခေါင်းနဲ့အမီးကအခွဲရခတ်ပါတယ်သူရဲ့မျက်လုံးတွေကအကျဉ်းကုန်အောက်မှာအဆက်သေးသေးလေးတွေလိုပဲမထင်မရှားရှိနေပါတယ်မျက်လုံးကပုံရင်းကိုထင်ထင်ရှားရှားမမြင်နိုင်ပေမဲ့အလင်းမောင်ကိုတော့ခွဲခြားသိနိုင်ပါသေးတယ်တကယ်တော့သူတို့မှအစိတ်လုံးဝမရှိပါဘူးသူတို့ကမြ ီးအောက်ထဲမှာပဲအမြင့်ကျက်စားနေတဲ့သတ္တဝါတွေဖြစ်ပါတယ်။သူတို့ရဲ့ဗစက်ကအရန်သိင်းငယ်လုံးတော့သူတို့ရဲ့အစားအစာကဘရော့စိတ်နဲ့ခြားတွေရဲ့ဥများဟုသာစားကြပါတယ်။အရန်သိင်းငယ်လုံးနဲ့မွေလေးကိုဘာကြောင့်စိတ်ရန်ပြင်းတဲ့သတ္တဝါအဖြစ်သတ်မှတ်ထားကြတာလဲ။ဒီမွေတွေကစိတ်မရှိတဲ့အပြင်မျက်လုံးတော့ကောက်ကောက်မမြင်ရတဲ့မွေမျိုးစိတ်တွေပါ။နံပါတ်6လပင်းမွေဒီမွေကတော့အထူးထူးခြားခြားအစိတ်ရန်ပြင်းမိမဲ့အစိတ်လုံးဝမရှိဘူးလို့ယူဆထားတဲ့မွေတွေပါ။လပင်းမွေတွေကိုအချို့ဒေသမှာတော့ဗဒက်လေနီဒါမှမဟုတ်မွန်းတဲမွေလို့လည်းခေါ်ကြပါတယ်။ ဒီမွေးတွေကိုမျက်လျှောဆိုတဲ့အစိတ်မရှိတဲ့မွေးတွေနဲ့မှားနေကြတာပါ။သူအစိတ်တွေကအကိုက်ခံရမှာမဟုတ်ပါဘူး။သူ့လက်ဘင်းကိုထိမရင်တော့အစိတ်အတော့ဖြစ်စင်နိုင်တဲ့ထူးခြားတဲ့မွေးမျိုးစိတ်ပါ။အစိတ်အတော့ရဲ့ဆိုလိုရင်းကတော့ဒီမွေးတွေရဲ့လက်ဘင်းအနီးတစ်ဝိုက်ကိုစားမိရင်ဖြစ်ဖြစ်၊ကန်မိရင်ဖြစ်ဖြစ်အစိတ်ဖြစ်စင်နေတာကိုခေါ်တာပါ။လက်ဘင်းဒီမွေးတွေကအစိတ်ရှိတဲ့ဖားမျိုးစိတ်တွေနဲ့ဖပြုတ်တွေကိုစားပြီးသူ့ရဲ့အစိတ်တွေကိုတင်းဆဲထားတဲ့နေရာပါ။ ဒါကြောင့်ခွေးကလေးចောင်းကလေးတွေကသူတို့ရဲ့လက်ပင်းနေရာကိုစားမိရင်အစိမ့်မိကြတာများပါတယ်ဒီမွေလေးတွေကတော့မြန်မာနိုင်ငံမှာအမြဲတမ်းအထင်မှားခံနေရတဲ့မျိုးစိတ်တွေပါပြီးတော့အမွေတွေကဂေယစနစ်မှာတတောက်တနေရာကနေပါဝင်နေတဲ့သတ္တဝါတွေဖြစ်လို့မတက်ချဖို့တိုက်တွန်းပါရစေအဆုံးထိကြည့်ပြီးလို့ယေရှုတင်ပါတယ်